အာဆနယ်ဘီဘီဘာမချန်နယ်ကိုအားပေးဝင်ရနေကြတော့ညီမတို့များညီကောင်မတို့များအားလုံးနဲ့အာဆနယ်ချစ်ပြည့်တဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ Arsenal Viewer Bar Channel Live and Subscribe လို့အတင် Live and Subscribe လုပ်ပြီးအားပေးကြပါဦးလို့အားလုံးကျေးဇူးပါအဲ့တော့ကျွန်တော်ဒီနေ့မှာတော့ UCL ဟလာ Champions League ချမလီပွဲစဉ်သုံးပြီးသွားတဲ့အခါမှာချမလီနဲ့ပတ်သက်လို့ကျွန်တော်အကြောင်းအရာလေးနဲ့အငယ်ကျွန်တော်တင်ပြကျွန်တော်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ချမလီပွဲစဉ်မှာလက်ရှိပွဲစဉ်သုံးပြီးသွားပြီပေါ့နော်ဒီနေ့မှာပွဲစဉ်သုံးပြီးတဲ့အခါမှာလုံးလုံးနိုင်ပွဲရတဲ့အသင်းက၅သင်းထွက်ပေါ်လာပါတယ် PSG အဆင့်၁ Bayern Munich အဆင့်၂နဲ့ Inter အဆင့်၃ Arsenal အဆင့်လေး Real Madrid တို့အဆင့်၅ဆိုရအဲ့ဒီ၅သင်းကလုံးလုံးနိုင်ပွဲရထားပါတယ်အဲဒါအပြင်ကျွန်တော်ရှုံးပွဲလုံးဝမရှိတဲ့အသင်းက၈သင်းထွက်ပေါ်လာပါတယ်ပထမ၅သင်းပြည့်ကြည်ဘိုင်ယန်အင်တာအာဆင်နယ်ရီးယက်နဲ့နောက်ထပ် သုံးသင်းဖြစ်တဲ့ Dortmund, Manchester City, Spurs တို့ဆိုပြီးထွက်ပေါ်လာပါတယ်။ဒီထဲမှာတော့ Spurs တော့အဆင့်15မှာရမှတ်9မှတ်နဲ့တပွဲနိုင်နှစ်ပွဲတည်နဲ့ရှုံးပွဲလုံးဝမရှိသေးတဲ့အသင်းအဖြစ်အမှတ်အနည်းဆုံးဖြစ်ရည်တည်နေပါတယ်။အဲ့တော့ဒါပြီးတဲ့အခါမှာကျွန်တော်တို့ပေးဂိုးလုံးဝမရှိတဲ့အသင်းကလည်းနှစ်သင်းထွက်ပေါ်လာပါတယ်။အဲ့ဒီနှစ်သင်းကတော့ Inter Milan နဲ့ Arsenal အသင်းတို့ဖြစ်ပါတယ်။အဲ့တော့ ပြောချင်တာကဘာလဲဆိုတော့ဒီနေ့ယူစီယာနည်းနည်းတော့ထူးခြားတယ်ဗျ။မနေ့ကဆိုရင်ကျွန်တော်လီဗာပူးကသာလင်ကျွန်တော်တို့အလုံးစုံ9999 9999နဲ့ပေါ်တက်လာတာ။အဲ့တော့ဒီနေ့မှာတော့လုံးဝဟာလာအရှုံးပွဲလုံးဝမရှိတဲ့တင်းကလက်ရှိ3ပွဲစဉ်သုံးပြီးတဲ့အခါမှာတော့7သင်းနေရှိလာလဲဖြစ်ပါတယ်။အဲ့တော့ဒါလေးပြီးတဲ့အခါမှာကျွန်တော်တို့ရှမ်းပလီမှာလက်ရှိဟာလာကန်နေကြတဲ့အသင်းတွေအားလုံးနဲ့မှာပရီးမီးယားလိဂ်ကသွားကန်တဲ့အသင်း6သင်းပေါ့နော်။အဲ့တော့ ထူးထူးဆန်းဆန်းအနေနဲ့ကျွန်တော်ဒီနှစ်မှာတော့စန်ဂျန်တင်လေးတစ်ခုတည်းကနေအသင်း6သင်းလာပြိုင်တဲ့ပရီးမီးယားလိဂ်အင်္ဂလန်ပရီးမီးယားနဲ့တော့ပြိုင်တဲ့အခြေအနေမှာဆိုရင်လက်ရှိအခြေအနေမှာအဆင့်၈တွင်းကိုအာဆနယ်မန်စီးတီးလီဗာပူးချက်စီးတို့ကတော့တေချာပေါက် ဒီဇာရရဲ့ရှမနီဇာရရဲ့အစင်းချက်တွင်ဝင်ဖို့များတယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်အဲ့တော့ channel နှစ်သိန်းနေနဲ့လည်းကျွန်တော်အစင်း24တွင်မဝင်စရာအကြောင်းမရှိဘူးပြသူတို့လက်ရှိအနေထားကအဲ့တော့ channel နှစ်သိန်းဖြစ်တဲ့စပါးနဲ့ညူကဇာလည်းအစင်း24တွင်ကိုဝင်လာဖို့ရှိသလိုရှမနီရှမနီကျွန်တော် show ထွက်16သိန်းအစင်းကိုလာတဲ့အခါမှာလည်းကျွန်တော်တို့ premier league 6သိန်းလုံးရောက်လာလိမ့်မယ်လို့ကျွန်တော်တော့ထင်မိပါတယ်เนาะဒါကျွန်တော်ရဲ့အမြင်လေးတွေပါเนาะအဲ့တော့ Champions League စောက်တင်းစင်ကို Premier League 6သင်းလုံးရောက်လာပြီးတော့16သင်းစင်ကိုကြော်ပြီးပရီးမီယာလိချန်ပီယံလိဂ်7သင်းစင်ကိုရောက်လာပါမလားပါနော်အဲ့တော့အဲ့ဒါတော့မဖြစ်နိုင်ပါဘူးချန်ပီယံလိဂ်ကျွန်တော်6 16သင်းစင်ကိုကြော်လာပြီးတော့ကြော်လာမဲ့အသင်းတွေထဲမှာဆိုလို့ရှိရင်ပရီးမီယာလိဂ်ကကျွန်တော်အာဆင်နယ်မန်စီးတီးနဲ့ကျွန်တော်ကလီဗာပူးတို့လောက်ပဲမြင်မိပါတယ် ဲ့တော့ Chelsea ကလည်းကျွန်တော်16သင်းအဆင့်လောက်ကနေကျော်လာပါမလားကျွန်တော်တန်တရားရှိတာဗျာကျွန်တော်လုံးဝလုံးစုံယူတာ Arsenal Manchester City ရဲ့ Liverpool ရဲ့တော့16သင်းအဆင့်ကိုကျော်လာလိုက်မယ်လို့ကျွန်တော်တို့ထင်မိပါတယ်အဲ့တော့မနိုင်ပြောရင်ဗျာ Champions League မှာဒီနေ့ကျွန်တော်ခန်းစားမိတယ်ဟာ Champions League Final မှာ England Derby များဖြစ်လာမလားဗောနော် England Final များဖြစ်လာမလားဗောနော်ပြောလို့တော့မရဘူးဗျာဖြစ်လာခဲ့တော့ဖြစ်လာခဲ့တော့ဘယ်လိုပြောရမလဲ ဖြစ်စေချင်တာပေါ့ဗျာဒါပါပဲအင်္ဂလန် final ဖြစ်စေချင်တာနော်ပြီးတော့ကျွန်တော်လာလီဂါနဲ့ပတ်သက်လာလီဂါအသင်းလေးအကြောင်းပြောကြရအောင်လာလီဂါအသင်းမှာကျွန်တော်အသင်း၃သင်းအကြောင်းပြောမှာပဲနော် Real Madrid ကဘာစီလိုနာရဲ့ Atletico Madrid ကအဲ့တော့ဒီ၃သင်းတော့လည်းတည်ကြပါလေစကြောက်သင်းစင်ကိုတက်လာပါလိမ့်မယ်၈သင်းစင်ကိုတော့ Real နဲ့ Barca ကအာ Barca Real Barca Tigo က ဘသူလာမလဲတော့မသိဘူးဒါပေမဲ့တေချာတာအဲ့၃သိန်းတော့တချောက်သိန်းစင်ကိုလာဖို့ရှိပါတယ်ကျွန်တော်တခုအခုဘလို့ဖြစ်နေလဲဆိုတော့ဗျာ real metric ဗျာခင်ဗျာတိတ်ပဲမရှိဘူးသူတို့လူစင်းပိုင်ဆိုင်မှုနေဗျာခင်ဗျာတယောက်ချင်းဘလောက်ကောင်းကြရလဲဟုတ်လား DRO group ဖြစ်အောင်လုပ်ပေးဖို့အတွက်နီးပြားတွေမှာတာဝန်ရှိတယ်အလွန်ဆိုရုပ်ပြစ်တင်တာမဟုတ်သို့တော်ခင်ဗျာစဉ်းစားကြည့် Ronaldo Benzema Gareth Bale ဒီလိုកောင်ကြီးတွေရှိခဲ့စဉ်တော့ကတော့ဒီកောင်နေစီစီလုံးလုံးနဲ့ဒီအသင်းကိုအကောင်းဆုံးလုပ်ခဲ့တာအခုဘာမဟုတ်တဲ့កောင်တွေကအမ်ပပေးတို့ဂျူနီဘီနီစီယက်တို့ရိုဒီโกတို့ဒီកောင်တွေကအသင်းကိုစီးလုံးအောင်မလုပ်နိုင်ဘူးဆိုတော့ဒီកောင်တွေကိုခင်ဗျဘလို့ကင်တွေကြအောင်ဟုတ်လားရီယက်သာဒီកောင်တွေသာစီးလုံးလို့ကျင်ရီယက်ကခင်ဗျဘယ်အသင်းမှမော်မကြည့်ရဘူးဘယ်အသင်းမှဆော့ကော့မပြောင်းရဘူးရီယက်ကိုအခုတော့မဟုတ်ဘူးဒီកောင်တွေသူတို့ကသူတို့တိုင်ပန့်အဲ့အတွက်ကျွန်တော်ဘာဖြစ်လဲဆိုတော့ရီယက်ကိုလည်းကျွန်တော်ကဆက်ချောက်အသင်းအဆင့်တော့ဒီកောင်ကြောလာနိုင်တယ်ကျွန်တော်စင်မီတွေကွာတာတွေစင်မီတွေ အဆင်ပြေတဲ့ final တွေတော့ရောက်မြောက်တော့ကျွန်တော်မခံမရဲဘူးဗျာနော်အဲ့တော့ဘာဂါနဲ့ပတ်သက်လို့ရှင်လဲဘာဂါကလည်းရှင်မှာသူ့ရသူဒဏ်ရာရင်နဲ့နဲ့တိုင်ပန့်ဘာဂါကျွန်တော်ဆက်ကြောက်တင်ဆင်တော့ကြော်ပါမလားလို့ဗောနော်ဘာဂါရဲ့ ADCO ရဲ့ဘာလို့ ADCO လူစင်ရလဲကျွန်တော်မတ်လောက်ဆရာမရှိဘူးဒီနေ့မှာဟိုဆက်ကြောက်တင်ဆင်တော့ကြော်ပါမလားမသိဘူးလာလီဂါနဲ့ပတ်သက်လို့ကျွန်တော်ကတော့ရီယယ်တင်မဲ့ဆက်ကြောက်တင်ဆင်ကိုကြော်လာလိုက်မယ်လို့ကျွန်တော်ကတော့ထင်မိပါတယ်အဲ့တော့ဗျာကျွန်တော် အာဆနယ်ကျွန်တော်ကျွန်တော်ကျွန်တော်အနေနဲ့ပါကျွန်တော်အာဆနယ်ဖန်ဖြစ်တာနဲ့ညီတကယ်လို့များကွာကဲမင်းမင်းပြောစမ်းအာဆနယ်ချန်ပီယံဖိုင်နယ်မှာအာဆနယ်တွေ့ကျင်ဆုံးအသင်းဘယ်အသင်းနဲ့မင်းတွေ့စီကျင်တယ်လို့မေးလို့ရှိရင်ကျွန်တော်ကတော့အမှန်တမ်းပြောရင်ဟိုကျွန်တော်အာဆနယ်ကိုချန်ပီယံဖိုင်နယ်မှာတွေ့စီကျင်တဲ့အသင်းကမန်ချက်စတာစီးတီးအသင်းပဲရှိတယ်။ဘာကြောင့်ဘာလို့တွေ့စီကျင်လဲဆိုရင်အဲ့ဒီပွဲစဉ်ဖြစ်လာခဲ့ချန်ပီယံဖိုင်နယ်မှာဒါအဲ့ဒီအင်္ဂလန်ဒါဘီဖြစ်ပြီးတော့မန်ချက်စတာစီးတီးနဲ့အာဆနယ်ဒါဖြစ်လာခဲ့။ဘာဘာတွေခံစားချက်တွေရှိမှာခံစားချက်တွေအများကြီးရှိမှာ။ မန်ချက်စတာစီးတီးနေပြဘက်ကွာရီလာအာဇနယ်နေပြမီကယ်အာဒီတာဆရာတပည့်ဖြစ်သလိုတငယ်ချင်းတွေဖြစ်သလိုညီကိုလိုချစ်ကြတဲ့သူတွေလည်းဖြစ်တယ်အဲ့တော့တကယ်လို့များအာဇနယ်ဖလားရသွားခဲ့ရင်ပေါ့ဗျာနော်ရရရရပေါ့ဗျာနော်အဲ့ချိန်မှာဂွာဒီယိုလာခံစားကြအောင်ကျွန်တော်စဉ်းစားကြအောင်ဂွာဒီယိုလာကဘာဖြစ်နေမလဲဆိုတော့သူအသင်းကြာချုံတဲ့အတွက်သူအသင်းအတွက်သူဝမ်းနေနေမှာဖြစ်သလိုအာဒီတာသူ့ရဲ့တငယ်ချင်းညီကိုသူ့ရဲ့တပည့်လမ်းကုန်လည်းတပည့်ဖြစ်တဲ့အာဒီတာအောင်မြင်မှုတော်လည်းသူဝမ်းသာပေးနေလိမ့်အဲ့တော့သူခံစားချက်နေရာမှာကျွန်တော်ခံစားခြင်းလုံးဝ တစ်မျိုးကြီးဗျာဒါပေမဲ့အာဒီတာအတွက်အာဆင်နယ်ပြိတ်သက်တွေအတွက်အာဆင်နယ်ကစားသမားတွေအတွက်အာဒီနယ်အာဆင်နယ်အသင်းပိုင်ခြင်းတွေအတွက်ကလုံးဝအဲ့ချိန်မှာဟလာကျွန်တော်လွတ်ပြန်သွားမယ်လွတ်ပြန်မှုရမိုးမိုးမိုးသားကြီးသာဆိုင်ခက်ဖြစ်ခင်ဝုန်းဆိုပောက်ွဲသွားနိုင်တယ် နော်အဲ့တော့အာဆင်နယ်ချန်ပီယံလိဒီနှစ်မှာချန်ပီယံလိဖိုင်နယ်ဖြစ်ပါစေလို့ကျွန်တော်ကတော့အခုစွတ်တော်နဲ့ချန်ပီယံလိအကြောင်းအရာသုံးသပ်တာလေးကိုကျွန်တော်ဒီမှာနေရလိုက်ချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအာဆင်နယ်ပြည်ပြပမန့် channel လေးကိုဝင်ရောက်ပြီးကြညီကိုများညီကိုမောင်မောင်များအားလုံးအာဆင်နယ်ချစ်ပြည့်တဲ့အားလုံးကျေးဇူးများရေးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လို့ like and subscribe လုပ်ပြီးအားပေးကြပါအောင်လို့အားလုံးကျေးဇူးပါခင်ဗျာ